ဘန်ကောက်မှာတစီစီတဲ့အခါမှာဒီလိုမျိုးကြုံဘူးလားခင်ဗျအဲ့ဒါကတော့အခုမကြာခင်တော့မှတည်င်းဖြစ်ထားတာကထိုင်းရဲ့တစီအဖွဲရနေပြီးတော့မှကြောက်ဂက်သုံးဆွဲတဲ့သူတွေများလာတာကြောင့်ဆိုပြီးတစီဓမားတွေရဲ့ဝင်ငွေကိုထိခိုက်စေတယ်ဆိုပြီးတော့မှအစိုးရကိုတရားမျှတမှုရှိစေရန်တောင်းဆိုကြတာပဲဖြစ်ပါတယ်ဒီဖြစ်ပျက်ကြောင့်ပဲထိုင်းမျိုးသမီးတယောက်ကနိုင်ငံသားခီးသွွားတူအဖြစ်ဟန်ဆောင်ပြီးတော့မှကီလိုမီတာ30အတွင်းကျွန်တော်တို့ပို့ပေးဖို့အတွက်တစီဓမားကိုအာဈေးနှုန်းမေးပြီးစမ်းတက်ခဲ့တာဖြစ်ပါတယ်ပထမတယောက်နေကတော့ဘတ်200တောင်းတာဖြစ်ပါတယ်နောက်တယောက်ကတော့ တစီဓမ္မထပ်မိတဲ့အခါမှာဘတ်300တောင်းတယ်နောက်ဆုံးတစ်ယောက်ကတော့ဘတ်900တိတောင်းပါလေတဲ့ခင်ဗျာအကတော့ဒီထိုင်းရဲ့တစီတချို့တွေကဒီလိုမျိုးတောင်းတာရှိပါတယ်ခင်ဗျာအခုကျွန်တော်တို့ဒီအမျိုးသမီးကတက်တည်ပြခဲ့တာပဲဖြစ်ပါတယ်အကြောင်းမို့လို့လဲလူတော်များများက guest မှာကားတွေငှားတယ်ဆိုတာကပို့ပြီးအဆင်ပြေတယ်ကားနံပါတ်တွေရောပြီးတော့ကျွန်တော်တို့ဒီမောင်းတဲ့သူအမိတွေရောအကုန်လုံးတိတိကျကျစိတ်ချရတာဖြစ်ပြီးတော့ဈေးနှုန်းကလည်းမှန်မှန်ကန်ကန်နဲ့ယူတာဖြစ်တဲ့အတွက်ကြောင့်ဈေးနှုန်းတက်တာဆိုတာနဲ့အလုံးသွားလာလို့ရတာဖြစ်ပါတယ်အားလုံးလဲကြုံဘူးကြပါလိမ့်မယ်ခင်ဗျာအဲ့တော့အပြင်မှာတစီငှားတာထက်ဆိုင်ကျွန်တော်တို့ကဒီ guest နဲ့သွားတာဟာအရင် န်းနဲ့မှအဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့ तू ကသူတတ်မှတ်ထားတဲ့မီတာဒီ location နဲ့အတိုင်းဈေးနှုန်းကိုတိတိကျကျယူတယ်ပြီးတော့ကျွန်တော်တို့ကားချက်တဲ့ခါမှာလည်းပတ်စံပို့ပြီးတော့မကုန်ဘူးပေါ့။ဒါကြောင့်မို့ကျွန်တော်က gas ကကားခေါ်ကြတာပို့ပြီးတော့အဆင်ပြေတယ်ခင်ဗျ။တက္စီကတော့အရင်လိုရင်တော့စီးတယ်ဆိုပေမဲ့ကျွန်တော်တို့ဒါတော်တော်လေးမှတချို့တော့တက္စီသမားတွေဆိုရင်တော့ သူတို့ဒီပတ်စံပို့ဖျားဖို့အတွက် ကားလမ်းမှားခြင်းအောင်ဆောင်ပြီးတမင်တကာပတ်မောင်းမှုဒါလည်းကြုံမှုကြလိမ့်မယ်ကျွန်တော်တော့အမြဲတမ်းအရင်တော့ဆိုခဏခဏကြုံမှုပါလေခင်ဗျာနဲတချို့တော့တစီဓမားလေးဆိုလက်ဒီမနစ်နှိပ်ဖို့မိသွားတာတို့သူတို့တောင်းတယ်ခါကျရင်ပတ်စံကဒီလိုမျိုးမတမ်းမရကြောနင်းနီးလေးကိုတောင်းတာမျိုးတွေရှိတယ်ကျွန်တော်တို့ဒီဘန်ဘောကနေပြီးတော့ဒီအိုင်ခေါ်စီယံဘောကျွန်တော်တို့သွားတဲ့ခါကျတော့ရှိမှဒီကားခါကားဆိုရင်အများဆုံးကြာမှ190 160ဘက်လောက်ပဲကြာတယ်သူတို့အေးကနေပြန်ပြီးတောင်းမယ်ဆိုတယောက်ကားငှားမယ်ဆိုရင်တို့က မနစ်နဲ့မသွားဘူးသူတခါလေးပြောတယ်300တောင်းတယ်400တခါလေးအပီးပြတ်သူကပုတ်ပြတ်အဲ့လိုမျိုးတောင်းတယ်နိုင်ငံသားသားလေးဆိုပြီးတော့ပတ်စံရရင်ရလို့ယူမယ်ဆိုပြီးတော့အဲ့လိုမျိုးတောင်းနေရှိပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ဒီကားစီးတဲ့ခါမှာဆိုရင်ကျွန်တော်ဟာတည်တည်ချာချာအာတတိထားပြီးတော့စီးဖို့လိုတယ်ပြီးတော့ကျွန်တော် gas ကနေပြီးတော့အခုလိုငှားတက်တယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်